Star Entertainment ရဲ့ပရိသတ်များအားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော် Star Entertainment ရဲ့ Orbible Series အစီအစဉ်ရဲ့ပရိသတ်များအားလုံးကို ပြန်လည်လို့ကြိုဆိုလိုက်ပါတယ်ခင်ဗျာဒီနေ့မှာတော့ကျွန်တော်က Fire to Melon ရဲ့ Psychopath ဆိုတဲ့ဝတ္ထုစာအုပ်လေးက Alas ဆိုတဲ့ဝတ္ထုတွေကိုပြဆက်ပြခြင်းနိုင်ဖြစ်ပါတယ်ဒီဝတ္ထုတွေကရောဘလုံးရတဲ့မပြောမလဲဆိုတဲ့ကိုတော့ကျွန်တော်ရဲ့ပရိသတ်များကအစကနေအဆုံးအထိလိုက်ပါခန်းစားလို့နားဆင်မိကြပါခင်ဗျာဒါဆိုရင်တော့ကျွန်တော်ရဲ့အစီအစဉ်ကိုအခုပဲစတင်ကြပါမယ်ခင်ဗျာ လက်တမယာကပစကီရဲ့ပြရတဲ့ချောင်းကိုငါမှတ်မိနေခဲ့ပူတဲ့ဇာနေအချစ်ဆိုတာပြဒါနဲ့တူတယ်တဲ့မျက်စိနဲ့ကြည့်တဲ့အခါမှာတွေ့မြင်နေရပေမဲ့ဖမ်းယူဆုပ်ကန်ဖို့စူးစမ်းရင်ရှော့ကြကွယ်ပြောက်သွားတတ်တယ်တဲ့လေအမှန်မဲနော်နင်လဲငါလှပ်ဖွားရတဲ့ကနေရှော့ကြပြောက်ကွယ်သွားခဲ့တာပဲမဟုတ်လားနဲ့မမရရ အရင်နေ့ကမိုးရွာနေခဲ့တာအရင်ပဲအိမ်တစက်မြက်ကနေကြနေတဲ့မိုးရွာစက်တွေကိုငေးရင် ကော်ဖီတောက်နေတဲ့ငါးမျက်စိတွေကိုနှံဝန်လာခဲ့တယ်ငါတို့နဲ့မန်နေဂျာဆိုင်အိမ်ထဲကိုအရင်နေ့ကနနမီသားစု ပြောင်းလာခဲ့တာနင်ကခဲပြရောင်မောခဝတ်ပြီးအလုပ်သမားတွေကို လူကြီးတရလို့စီမံခန့်ခွဲနေခဲ့တာအဲ့ဒီတုန်းကငါတို့အသက်တွေဘလောက်များရှိသေးလို့လဲဆရာအောင်စင်းထုတ်ပြကစားဆိုတော့ 16နှစ်တွေပေါ့ငါဘယ်တော့ကမှလူတွေအပေါ်မစီမံမခန့်ခွဲဘူးစာနေငါအမိုးနဲ့ဖေကြီးခိုင်းတာတွေကိုကြီးနဲ့ငါမမစီမံတာတွေကိုပဲတသက်လုံးနာခံလာခဲ့တာအဲ့ဒီနေ့ကဘာကြောင့်မှန်းငါမသိပဲနင်တို့အိမ်ပြောင်းတာပြီးတဲ့အထီကိုရန်နန်ကပန်းအိုးရဲ့အကွယ်မှာ ထိုင်ပြီးငေးကြည့်နေခဲ့မိတယ်။နောက်ရကြတော့နင်တို့အိမ်တန်ငါတို့ကို လာဖိတ်တယ်။ငါမလိုက်ရပါဘူး။ အမုန်းနဲ့မမပဲသွားကြတာကရင်လူမျိုးချင်းတူတဲ့ငါအမုန်းနဲ့နေမမေဟာခဏအတွင်းရင်းနေသွားကြတယ်နော်အင်ကမလိုက်လာတဲ့လူတွေစားဖို့ဆိုပြီးနင်ကိုတိုင်မောင်ငါလာဖို့မှနင်နဲ့ငါစားပြီးဆုံခဲ့ကြတာမဟုတ်လားနင်မြလုံလေးတွေကကြဲကလေးတွေလိုအဖြက်ဖြက်လန့်နေခဲ့တာတရက်ကလေးနဲ့မျက်လုံးကလေးကနေပါပြုံးတဲ့နင်းကိုကြောင်ပြီးငါငေးကြည့်နေခဲ့တဲ့အထိနင်ဟာငါ့ကိုအသိစိတ်လွတ်အောင် ဖန်ဆောင်နိုင်ခဲ့တယ်။မြင်မြင်ချင်းအချက်တွေကိုမယုံကြည်ခဲ့ဘူးပဲမင်းနင့်ကိုစတွေ့ကြတဲ့ကငါချစ်ခင်မိပါတယ်ဇာနီလူတော်မတိုးတဲ့ငါဟာနင့်ကိုမရင်နှီးရဲခဲ့ပါဘူးဒါပေမဲ့ငါ့အတွက်ကံစိုးဖို့လားကောင်းဖို့လားပဲနင်ဟာကြောင်းမှာငါနဲ့မေဂျာတူ လာဖြစ်နေခဲ့တဲ့အပြင်နင်တို့အိမ်ကဂျန်ကုံမှာအင်မတန်ကို ရှာပါလာပြီးဖြစ်တဲ့စာအုပ်အငါးဆိုင်ကလေးကိုဖွင့်လာတာပဲ အသက်ငယ်ငယ်လေးနဲ့စာကြီးပေကြီးတွေဖတ်တဲ့နင်းရဲ့တိတ်ဆိတ်တဲ့အဖော်တွေကိုပုံနှစ်သက်လို့စာအုပ်ဖတ်တဲ့ငါရဲ့ဟာ အရင်နှီးဆုံးတငယ်ချင်းတွေဖြစ်လာကြတယ်နော်။အလက်တရခံစားမှုကိုနင်းသိလာစာနေဘယ်သိပါမလဲနော်။နင်းကတိုးသေးတော့ဒါပဲ။နင်းမင်မင်ကနင်းကိုအရာရာမှာနင်းကိုပဲဆုံးမချက်တွေကို လေးစားပေးတယ်မဟုတ်လား။နင်းလောက်ချင်တာတွေကိုလိုက်လျော့ပေးတယ်မဟုတ်လား။ ငါကတော့မဟုတ်ဘူး။ငါအတွက်သီးသန့်ဆိုတဲ့အရာငါစိတ်တန်းချာငါလောက်ချင်တာလောက်ခွင့်ရတယ်ဆိုတဲ့ကိစ္စမျိုးတွေငါဘဝမှာဘယ်တော့ငါမှမရှိခဲ့ဘူးဘူး။ငါကငါမိသားစုထဲမှာအလတ်တကယ့်ကိုအလဲတက်တဲ့ထဲမှာအလတ်အရာအလုံးဟာ အလတ်မိသားစုရဲ့စားဝတ်နေရေးကို တာဝန်ယူထားရတဲ့သမောသားအကိုကြီးစာတော်ပြီးလှလဲလှတဲ့ဆရာဝန်လောင်းမမအောက်က အမွားမောင်နှဲ့ရကြမှာအလေကားအလက်ငါဟာတကယ့်ကိုပုံမရောက်ဒီမရောက်သသမီ9ယောက်ထဲမှာတကယ့်ကို အလက်တက်တယ်အလက်ဖြစ်ရတာဟာတွေးကြည့်ရင်ဘယ်နေရာမှာမှကျင်းနေစရာမရှိခဲ့ဘူးအကြီးဆိုပြီးအလိုလိုက်မခံခဲ့ရတယ်လို့အငဲဆိုပြီးတော့လဲဘယ်နေရာမှာမှဦးစားပေးမခံခဲ့ရဘူးအကိုကြီးမလို့ဦးစားပေးရအဝတ်စားဆိုလဲမမရဲ့အကြရီကိုမှဝေရအငယ်လေးတွေမလို့ အလျှော့ပေးရတဲ့ငါဘဝကြီးရဲ့အရာအားလုံးဟာစိတ်ပြန့်ညင်းွက်စရာကြီးပဲဖြစ်နေခဲ့တယ်။ငါဟာငါမိသားစုတဲကဘယ်သူစီကမှနည်းနည်းလူတွေဆက်ဆံတာကို မခံရဘူးဘူး။ငါမိသားစုကငါဘဝကိုသူတို့လိုချင်သလိုခြေလှယ်နိုင်ဖို့ပုံသွင်းလို့မရကြတဲ့အခါငါဟာအိမ်မှာ အပေါ်လူသားဖြစ်လာတယ်။အမိုးနဲ့အဖေကဘာမှထွေထူးထူးမပြောပေမဲ့ကိုကိုကြီးနဲ့မမဟာငါ့ကိုမမလို့ဆရာဝန်ဖြစ်ရင်ဖြစ် မဖြစ်ရင်သူနာပြုတ်ဆီယာမှာဖြစ်ဖြစ်ခုခုတော့ဖြစ်စေချင်ကြတယ်အဲ့လို ဖြစ်လာဖို့အတွက်လည်းငါ့ကိုဆယ်တန်းမှာကျူရှင်တွေဂိုက်တွေအများကြီးပံ့ပိုးခဲ့ကြပေမယ့်ငါလည်းကြိုးစားခဲ့ပေမယ့်ဖြစ်မလာခဲ့ဘူးစာနီသူတို့တွေငါ့ကိုအရင်ဆက်ဆိုးကြပေမယ့်ငါပြောတယ်ဘာဖြစ်လို့လဲဆိုတော့သူတန်ရရဲ့တွေကို မကြည့်ရဲလားအောင်ကြောက်တတ်တဲ့ငါဟာဘလုံးမှဆရာဝန်နဲ့ nest တွေဖြစ်မလာနိုင်တော့ပဲ။ ငါ့ကိုအားမလို့အားမရစူပူတောင်းချမ်းခဲ့ကြတဲ့ကိုကိုနဲ့မမဟာငါရဲ့တက္ကသိုလ်ဝန်ကွန်းထွက်လာပြီးတဲ့နောက်ပိုဆိုဝါဆိုင်ကလာခဲ့ကြတယ်။နောက်ထပ်သူတို့ရွေးခိုင်းတဲ့ဤပညာတက္ကသိုလ်ကိုမယူခဲ့ပဲအဝေးတင်မြန်မာစာကိုပဲယူခဲ့လို့တယ်လေ။အဲ့ဒီအချိန်ကစလို့ငါဟာဘာတင်တန်းမှမတက်ရတော့ဘူး။နင်းအဝေးတင်ဘွဲကိုယူမလောက်နဲ့ဘာတင်တန်းကိုမှတက်မနေနဲ့။နင်းလို့မပြည့်စလောက်ဘွဲမျိုးနဲ့ ဘွဲရအလုတ်လက်မှတ်တွေမှပုံးလို့အောက်ကနေရာကျောင်းစီလည်းရှိသေးတယ်။ Brandy လည်းကျောင်းကပြီးသေးတာမဟုတ်ဘူး။အဝေးသစ်တက်မဲ့အတူတူဘာတင်တန်းရမှတက်မဲ့ထက်မဲ့ပြောပဲအိမ်တော့ကိုကိုငါ့ဟော်လဲအားနာအောင်ဆိုရဲကိုကိုရဲ့စကားနဲ့ငါ့ရွက်ချက်တွေကိုငါစွပစ်ခဲ့ရတယ်။အဲ့နောက်မှာ ပို့ပို့ပြီးစကြက်လာရတဲ့မမအတန်ကြီးလိုက်ဖြစ်တဲ့မောင်ငယ်နှစ်ကောင် အသက်ရလိုက်ဖြစ်တဲ့အမေတို့ကြောင့်ငါဟာလေးမှုနဲ့အတူတူအိမ်ရဲ့ဘာကြီးရအလုပ်တွေကိုပဲ လောက်ရတဲ့သူဖြစ်လာတော့တယ်။လေနေငါဘွားတဲ့ကိုရောင်းမလာခင်ကာလာကငါရဲ့တင်းတာတွေဟာပမှန်မီညင်ွေးစရာကောင်းလို့နေမနှံမောလင်းရှင် အစောကြီးအိယာက ထားရတဲ့အမိုးကိုတနာလို့အမိုးမနှုတ်ခင်ငါအရင်နိုးအောင်ထားရတယ်ငါတို့အိမ်ကလူများတော့မနှက်ခင်စာကိုဆိုင်နေကနေဝယ်စားမဲ့အစားစားစေတတ်တာအောင်အိမ်မှာပဲ တစ်ခုခုလှုံစားကြရတယ် လောက်ကမြန်ဆန်တဲ့ကော်ဖီမစ်တွေထက်ကော်ဖီအစ်စ်ကိုပဲနှက်ဖြောတောက်ပါဆိုတဲ့မမရဲ့စကားနဲ့ကော်ဖီနှံစားစရာစပွဲဝိုင်းပြင်ပြီးတာနဲ့အကြောင်းအတွင်းချမင်းကြံနေတန်းစီပြီးထည့်ရတယ်။အမုံးလဲဈေးသွားအငဲနှကောင်နဲ့မမလဲကြောင်သွားဖေဖေကြီးကလည်းဆိုင်ကိုထွက်သွားတော့မှငါနဲ့ဒင်းမူမနှက်စားစားရတယ် စားတော့ပြီးရင် အမိုးစေးကပြန်လာတာနဲ့အစင်သစ်ချက်လို့ရအောင်ဒင်းမှုကငရုံကြက်သွင်နေခွာထောင်းထုံနေခြင်းမှာငါကဖျားပန်အိုးလဲတာစွန်းတော်ပကံနေဆေးတာကိုလောက်ရတယ်ဈေးကနေအမိုးပြန်လာတာနဲ့အမိုးနဲ့ကိုညင်ချက်ပြုတ်ပြီးစိုင်တွဲခမင်းကျဲကိုပြင်ရပြန်နေခမင်းကျဲကိုယူပြီးအမိုးဆိုင်ကိုထွက်သွားမှငါနဲ့ဒင်းမှုအိတ်ခန့်နေကိုရှင်ရအင်ကို နေရာခွဲပြီးမျက်စိလဲရပြန်နေ အင်လောက်တွေဆိုတာကုံထဲမှာ မရှိတာအဲ့ဒါရှင်ရေးပေးရနေဒင်းမှုကအဝတ်တွေလျှော့ဖို့လုပ်တယ်လို့ငါကမေးဖို့တွေတက်ရတယ်အလောက်တွေပြီးလို့ငါနဲ့ဒင်းမှုနေလဆာစားခြင်းဟာတနာရီခွဲနှစ်နာရီကြီးပဲအဲ့ဒီကနေခဏတဖြုံနားလို့မှင်ပြီးရင်အเจ้าကပြန်လာမယ်ခလေးတွေ အစာပြေစားဖို့နဲ့ညစအတွက်အရင်ဟင်းတွေကိုစီစဉ်ရပြန်နေအခါတလေမီတာကားတော့ ရေခွန်းတော့ကိုသွားဆန်ရတဲ့အချိန်လေးဆိုငါမှညနေ3:00နာရီအိမ်ပြန်ရောက်နေဖို့မနေ့အချိန်လိုပြီးပြန်လာရတာတောင် ရှိသေးတယ်။အငယ်တွေကျူရှင်ကိုမသွားခင်စကြာရေချိုးအဝတ်လေခန်းဘိုးတို့မြရှောင်းအောင်ရှော့တဲ့နှာခေါင်ကိုတဟဲဟဲခေါ်ရင်စားစရာကြွေးရတယ်။သူတို့ကျူရှင်သွားကမှ channel ဆင်ပြီးပန်းမင်တွေကိုရေလောင်းရတိပြတ်ချောက်တွေကိုပြပြစီလဲတာတွေလုပ်ရတယ်။ဘာမှလည်း ငါကိုပန်ဝါသနာတွေကိုပန်ရက်တည်မှုတွေအတွက်အချိန်ငါ channel ကပန်းမင်းလူတွေဟာငါလက်နဲ့ပြုစုရွရထားပေမဲ့ငါလက်နဲ့ဝယ်ခဲ့ဖို့ရာတွေမဟုတ်ဘူးပန်းမင်းမှန်သမျှကိုချစ်ပါတယ်ဆိုပြီးဝယ်လာတတ်တဲ့မမဟာပန်းမင်းတပင်ကိုဘလို့ပြောထောင်ရတယ်ဆိုတာတောင် သူမသိပါဘူးသူ့လုံးနဲ့သူ့စာနဲ့သူရှုပ်ထွေးမအားလည်ရင်တစ်ဖက်မှာတစ်ခါလောင်းဂျေလေးလောင်းပိရယုံနဲ့ သူ့ပန်းပင်တွေဒီလိုရှင်သန်လှပနေတယ်လို့ထင်နေတာကတော့ခက်တယ်။ဒေချန်းကိုငါကပြောရင်လေငါဒေမှုကိုခြေလောင်းခိုင်းတာနေလို့เสียမလို့ဘူးလို့ပြန်ပြောတတ်ပြီးသူ့ခန်းခဲ့တဲ့ဒေမှုဟာဖြင့်အလုံးနဲ့လဲအပြည့်လို့ဗပန်းပင်မှကို မကြည့်ပေးရတာကိုလည်းသူမသိဘူး။သူသိတာကပန်းမင်းလူတွေကလှလိုက်တာဘသူစိုက်တာလဲလို့လူတွေကမေးလိုက်ရင်ရန်နစ်အပင်တွေလေးလို့ပြင်ပြုံလေးပနံယူဖြစ်လိုက်ဖို့ပဲတည်တာ။ ငါမိသားစုတို့နဲ့အတူအပြင်ကိုမထွက်လေဘူးဆိုတာနင်သိတယ်နော်အထူးသဖြင့်မမနဲ့ပေါ့အမြဲလိုလိုကြောရှင်းလှပါနေတတ်တဲ့မမနဲ့အပြင်ကိုသွားရတဲ့ငါအရန်ကိုတင်ငယ်ရတယ်သမီးတို့ကဘာတက်နေရလဲလို့မေးပေးကြရင်ပြတ်သွားကြတယ်သူတို့မျက်နှာပေါ်ကအပြောင်းလဲတွေကိုငောင်မောင်းတယ်ဟဲညီမနှစ်ယောက်ကတူလဲမတူဘူးနော်လို့အနာပါနာပြောတတ်ကြတဲ့ဗဇက်ဖျားတွေကိုငါကြောက်တယ်မမကိုကြည့်ပြီးတင်းတင်းကြီးကလှလိုက်တာလို့ပြောပြီးမှ ငါကိုတနာသလိုကြည့်ပြီးငယ်လေးကလည်းချစ်စရာလေးပဲလို့ဖန်ဆောင်ရင်မောပြကြတာတွေကိုလည်းငါအယံမုန်းနေစားနေရဲ့သူတို့တွေမမအကြောင်းဘလောက်များသိကြတာမို့လို့လဲမမဟာ လူတွေရှေ့မှာလှတယ်တော်တယ်ပြင်မွေရင်ကြီးတဲ့အပြုံးချုံချုံနဲ့ဆရာဝန်မလေးလိုပဲသိကြမှာနောက်ကမှငါ့အတွက်ဘာမှမငန်းကွက်ပေးတတ်တဲ့ညီမရေလိုတို့တို့ပေါ်ဖြစ်မလာပေးခဲ့တဲ့သူလို့ဘယ်သူကမှ သိကြမှာမဟုတ်ဘူးသူလောက်တာဆိုလို့မိဖို့တဲ့ဝင်လို့တင်းအိုးတစ်ချက်တာဝင်ဝေးဖို့တဲ့သူကငါချက်ပေးတဲ့ဟင်းတွေကိုအခန့်သာစားပြီးဘယ်ဟာကတော့မကောင်းဘူးဘယ်ဟာကငန်းနေဘယ်ဟင်းကတော့ဖြင့်တမ်းမရင်နဲ့မညညွတ်ဘူးရဲ့လို့ဘန်ကန်ညညွတ်ပြပါလိမ့်မယ်သူ့ဝတ်စားတွေကိုဒဲမုံမိဖို့တိုက်ပေးတာအဆင်ပြေဘူးဆိုလို့ငါကိုယ်တိုင်ပဲအမေရန်တိုက်ပေးရတယ်သူအားလို့အိမ်မှာရှိနေရင်တောင်ငါမိဖို့တိုက်နေတာမြင်နေရတဲ့ဖုံးတော့မပြတ်ဘူးကိုကြီးပြန်လာလို့ ပါလာရီဆိုရင်လည်းလှပေညွှန်းပင်ဆိုတာတွေကို အကုန်ယူသူမလို့ချင်းမှငါယူရတယ်ငါကသူညမဆိုပြီးပေါ်ထုတ်ပေးမယ်ထင်လို့လားတခါတော့ကမင်္ဂလာစာတစ်ခုတော့ဖို့ရှိလို့အမိုးကငါကို ခေါ်သွားတော့ငါမှအဝတ်အစားနဲ့လိုက်တဲ့ဖနက်မရှိလို့သူ့ဖနက်ကလေးယူစင်းမိတာငါကိုတားလာစကားမပြောတော့ဘူးလေအဲ့ဒီဖနက်ကိုလည်းဒေမှုကိုတော့ပြစ်ခံလိုက်သေးတယ်ငါကနူနေလို့လာစားနေရဲ့ ျော်စမ်းမအောင်ငါကိုငငယ်ကလေးကငါထဲအေးရသားခြင်းနဲ့ယူဆက်ခံရခြင်းနဲ့သူဟာငါထဲရုပ်ရည်ပညာအမှုခြင်းအရာအလုံးမှာတာလုံတဲ့အကြောင်းကိုလူတွေကကအတိမပြုစေခြင်းနဲ့အဲ့ဒီလိုအတိမှန်အပြုခံရဖို့အတွက်ငါကသူနဲ့အတူ ရှင်သွေးအထားခံရတဲ့စမမီတဲ့အရောက်တရုပ်ပဲစာနေ6ငါတခတ်တလေဝမ်းနေပောက်ွဲလို့အမိုးရှိမှမျက်ရည်ကြရင် အမိုးကငါသမီးလေးကိုနေလို့အမိုးကတတနေရတာလို့တော်တော်ကလေးချော့တတ်ပြီးဖေကြီးကသူ့ဟာသူတတ်တတ်ဆူထားတဲ့ပတ်စံတွေကိုတနေကြီးလို့ဖို့ပေးတဲ့အခါကြပြန်တော့လေငါမယူရပြန်တော့ဘူးဒီလိုနဲ့ညီငွေစိတ်ပြက်စရာတွေနဲ့လုံလက်ချတဲ့လိုက်နေတဲ့ငါဘွားတဲ့ကိုနင်းရောက်လာခဲ့တယ်အရေပြောင်းနေတဲ့ငါကိုဂျင်မောလာအောင် နင်းလောက်တယ်ညနေတိုင်းဟိုဘက်ရက်ကကဖိုးဆဲကုန်းမှာဘောလောသွားကန်တတ်တဲ့နင်းနောက်ကို ငါအတူလိုက်နိုင်အောင်ပန်းမင်နေ ရေကိုလောင်ပေးတာတို့ခြံထဲကိုတပြက်စီကိုလဲပေးတာတို့လှုပ်ပေးတယ်ငါဝါသနာပါတဲ့မော့ဖော့တန်တန်းကို စနေတနုံးကလေးတွေမှာသွားတက်နိုင်အောင်အငဲကောင်းနေရဲ့ကျူရှင်ကိုအကျိုးအပေါ်လှုပ်ပေးတယ်စပိုင်းအတူရှောက်စီးကြရင်ငါမရဖို့တဲ့ရက်ွက်ကြိုးကြားတွေကနေပတ်သွားပြီးစားကောင်းတဲ့မောင်းဆန်လေးတွေမှာနေနဲ့အတူဝန်စားရတာလဲပျော်စရာပါပဲငါအပျော်ဆုံးကတော့ နင်းနဲ့အတူကျောင်းနေကျူရှင်နေသွားပြီးစာလို့ရတာကိုပါပဲ။ငါမဖတ်ရသေးတဲ့စာအုပ်တွေမသိရသေးတဲ့အကြောင်းအရာတွေကိုသိလက်အောင်ငါနဲ့အတူဖတ်ပြီးသမျှစာအုပ်တွေကိုပြန်ပြီးဆွေးနွေးကြရတဲ့အချိန်ဒီမှန်သမျှကလည်းငါအတွက်အဖို့တန်လွန်နေခဲ့ပါတယ်။ကျောင်းမှာလည်းငါတို့ဟာစာအတူ သွားအတူရွယ်ရွယ်နဲ့မို့လူတွေကငါတို့ကိုအတွေ့လားလို့အမြဲတမ်းထင်ကြတယ်နော်။ဒီအကြောင်းကိုငါကပြောတိုင်းနင်ကဘာလဲ နေအနေရခတ်လို့လားငါ့အတွက်တော့မပူနဲ့အချိန်တရင်သူတို့သိလာကြမှာပါထင်နေကြတော့ပိုတောင်းကောင်းတယ်နင့်ကို တခြားကောင်းနေလာမကြိုက်ရတော့ဘူးပေါ့ဆိုတဲ့နေစကားတွေမှာငါအရေးပြောခဲ့ရတယ်စားနေရဲ့နင်ကလည်းငါ့ကိုအမြဲတမ်းစာနာပေးတယ်နားလည်ပေးတတ်ပြီးငါစိတ်ချမ်းသာလာအောင် အမြဲတမ်းထားတယ်နော်နင်ကငါရဲ့တကယ်အဖို့တဲ့တငယ်ချင်းလေးပါလို့ပြောတိုင်းအယူမှဒီလိုတော့ကလေးနဲ့ပဲ ငါကိုချုပ်ထားဖောက်လားဆိုပြီးငါကောင်းကိုချစ်စနိုးဟန်နဲ့တွန်းတက်တဲ့နင့်ကိုငါတွေ့တာခဲ့ရတယ်။အရာရာတိုင်းမှာနင်မှငါအနာမှာမရှိရင်မနေတော့လောက်အောင်ကိုနင့်ပေါ်မှာအာကိုခင်တွေ့ခဲ့မိပါတယ်ဇာနီရဲ့။ငါကတမန်ရုပ်ရည်အပြင်လုံးဝအပြင်းတန်းမစင်တက်လို့ရောပင်ကိုကလေးကအလားအပါကိုဝါသနာမပါတဲ့သူမို့ကပိုလ်ကရအဝတ်အစားတွေအစီအမြတ်မျက်နှာတွေနဲ့ငါကို နင်ကဘယ်တော့ကမှမညဉ့်ညက်တ်ခဲ့ဘူးနော်။ဒါတွေမလိုပါဘူးဟာ။နင်အတွင်းဆိုင်ဖြူဖြူကလေးကိုခင်နာငါဒါတွေကိုလိုက်ကြည့်နေတာမှမဟုတ်ပဲလို့ပြောဘူးတဲ့နင်ကိုတန်ရောစင်နေပိုးမိတာငါအမှလား။အရက်ရှည်ရှည်တန့်စင်ကြည့်လင်နဲ့ရောက်ရရှိတဲ့နင်မိုးပေးတဲ့ထီးရဲ့အောက်ကနေနင်ချီလန်းတွေကို အမိလိုက်နိုင်ဖို့နင်လက်အေးကျိုးကိုဆွဲပြီးကြောင်းနဲ့မှလမ်းလျှောက်ရတိုင်းငါနှလုံးကခုံလွန်မမောတက်ခဲ့တာကောငါအမှလား။ ကကုံပြောရရင်တလောကလုံးမှာနင့်တယောက်တည်းကိုပဲအသက်နှလုံးတစ်ခုလုံးကို ပုံမီ အချစ်ကြီးချစ်မိသွားခဲ့တာကတော့ငါအပြစ်တွေပဲဖြစ်သွားသလားဇာနေဖြေပါငါ့ကိုဖြေစမ်းပါဟာခနဲ့ငါဘဝရဲ့အမောင်ရင်ဆုံးကတော့နင်းစီကဖုံပြောလာမယ်ချစ်တယ်ဆိုတဲ့စကားကိုအယံမျောလင့်ခဲ့တာပဲဇာနေငါတို့တွေဟာတရကိုတရနားလဲကြပါသေးတာမို့တကူတက ပြောစီရမလို့ပဲ ငါအချစ်တွေကိုနင်းနားရနေလိမ့်မယ်လို့ထင်ထားခဲ့တာနင်းစီကဖုန်းဟာမပြောသေးပေမဲ့နင်းလည်းငါလိုပဲအချစ်တွေရှိခဲ့လိမ့်မယ်လို့ငါကုံကလိန်ညာယုံကြည်နေခဲ့မိတာတချိန်ချိန်မှာတော့နင်းဟာငါကိုတေချာဘဖုံးပြောပြလိမ့်မယ်လို့ရင်ဘတ်တစ်ခုလုံးစာခန်းစားချက်တွေအပြည့်အနှစ်နဲ့မျှော်လင့်နေခဲ့ရတာဒါပေမဲ့ငါတို့တွေကြံပြီးတော့တဲ့အထိနင်းစီကနေဘာမှဖုံးပြောမလာခဲ့ဘူးဒီလိုနဲ့ နင်ကလောလတ်စာမိသားစုစီးပွားရေးကိုဆက်လုပ်နေပေမယ့်ငါကတော့အိမ်လောက်တွေလောက်ရင်းကြောင်းလလင်းနေပဲပေါ့နောက်တော့မမကိုပိုင်စေကန်းဖွင့်ရင်အကူညီရအောင်လို့ဆိုပြီးအင်ကတက်ခိုင်းနေငါလုံးဝဝါသနာမပါတဲ့စေဝါကျွမ်းကျင်တင်တန်းကိုတက်နေခဲ့ရတယ်ဒီတင်တန်းကိုတက်ဖို့လက်ခံလိုက်ရတဲ့အကြောင်းရင်းတွေထဲမှာနင့်တိုက်တွန်းချက်ကြောင့်ဆိုတာကတော့ဖိတ်ဆုံးကပေါ့ဖိတ်ဆုံးကပေါ်စာနေလင်းစကားတစ်ခုနဲ့ထင်ငါဘဝရဲ့ career အဖြစ်ကြွေးထားခဲ့တဲ့ ောင်းလို့တဲ့သူဖြစ်လာဖို့ဆိုတဲ့အိမ်မက်ကိုစွန့်လွတ်ခဲ့တာငါဘဝကြီးကိုလိုချင်သလိုချဲလေပြကြကွန်ကိုငါမိသားစုနဲ့နင်းလက်ထဲကိုငါကိုယ်တိုင်ပျော်ပျော်ရွှင်ရွှင်ထည့်ပေးခဲ့ပါတယ်အဲ့ဒီတွင်ငါပြန်ရလာတာတွေကဘာတွေတွေလဲစာနေရှစ်မမရရအဲ့ဒီနေ့ဟာနင်းကိုငါပထမဆုံးစတွေ့ခဲ့ဘူးတဲ့နေ့ကလိုမျိုးမိုးတွေအသက်အမဲကိုရွာချနေခဲ့တယ် မောတွေအရန်ရွာနေလို့ငါတန်းတန်းမသွားဘူးမောရဲ့ဇက်တွေကိုဝရန်တာကနေဒစစိတ်ထိုင်ငင်းနေတဲ့ငါစီကိုနင်းရောက်လာခဲ့တယ်။မောရွာနေပြီဟစပင်းသွားစီရအောင်လို့ဆိုပြီးတော့ပေါ့။မောရဲ့တွေကိုချစ်တယ်မောရွာတွေမှာစပင်းစီခဲ့တာကိုကြိုက်တယ်ဆိုတဲ့စကားကိုနင်းမမေ့လို့ငါအရန်ကိုပျော်သွားခဲ့တယ်။ငါတို့အတူတူစပင်းရှောက်မစီရတာတောင်ကြာပြီနော်။ဒါပေမဲ့ငါကငါစပင်းဘိတ်ပေါက်နေတယ်လို့ပြောတော့ ်င်ကနစပင်းနဲ့ပဲသွားမယ်ပြောစရာတွေရှိတယ်တဲ့ငါရင်ထဲမှာလှိုက်ခင်းနေပဲစာနေဒီလောက်မိုးတွေတဲနေကမှာတကုတ်ကနဲ့ငါဟောပြောစရာရှိတယ်ဆိုတဲ့စကားဟာဗာများဖြစ်နိုင်မလဲမိုးရတဲ့ဒေတန်းထွက်သွားလိုက်ဖို့စူးစားတဲ့ငါကိုနင်ကဒရောင်စက်ကနေဆွဲပြီး မိုးကခြုံပေးတယ်အဲ့ဒီအချိန်တုန်းကငါရင်နေတလှလှန်နေတိမ်နေပေါ်ခုံပေါပြေလွှားနေခဲ့ရတယ်လို့ပဲဒါပေမဲ့တကယ်တမ်းမှာတော့ အဲ့ဒီနေ့ဟာငါအသက်နှလုံးနဲ့ငါအိမ်မက်တွေငါမျောလင့်ချက်တွေအားလုံးကိုဒဇစီကျိုးပဲ့ကြီးမတ်တော့အောင်ရဲချိုးဖြက်စီမယ်နေဆိုတာငါတကယ်ကိုမသိခဲ့ဘူးဇာနီနင်နင်ပြောလိုက်တာကလေငါမမနဲ့နင်းနဲ့လက်ထက်ကြတော့မယ်တဲ့ရွာနေတဲ့မိုးနေနဲ့အတူတူငါကောင်းဘော်ကိုကောင်းကင်ကြီးတစ်ခုလုံးတောင်းအောင်ပြုတ်ကြလာခဲ့တယ်လို့ပဲငါဘေးမှာရှိတဲ့အရာအလုံးဟာငါ့ကိုဖုံးအုပ်ဝါမျိုးပြစ်လိုက်ကြတယ်လို့မျိုးငါလည်း ငွေချပြလိုက်ဖို့ကတောင်းမင်းရော်သွားအောင်အကြီးအကျယ်ကိုရိုးသွေချောက်ချသွားခဲ့တာဟုတ်တယ်နော်ရနီငါမားနဲ့လက်ထပ်တော့မယ်ငါတို့ကြိုက်နေတဲ့ကြားလှပြီငါကမားကိုကြောင်းပီးကလေးကလက်ထပ်ချင်တာမားကဟောက်ဆင်းနေတာမပြီးသေးလို့စောင့်နေတာအခုကြာပိုစတင်နေပါတွေဝင်ရရင်ငါဘလို့မှစိတ်မချနိုင်တော့ဘူးဟာကြည်စမ်းငါတုံးခဲ့အခဲ့လိုက်ပုံများဒီလောက်ထိနှင်းမျက်နှာကို အလွတ်ရမတန်းအရေးကြီးနေခဲ့တဲ့ငါကဒီကိစ္စတွေကို လုံးဝမရိပ်မိခဲ့ဘူးတဲ့နင်တို့ကပဲပြည့်ရည်တိုးသေးလွန်ခဲ့သလားငါကပဲထုံထိုင်ညံ့ပြလွန်ခဲ့သလားငါလဲနင်လဲငါကောငါလူခန်းစားချက်ရှိခဲ့လိမ့်မှာပဲလို့ငါကောငါစွမ်းမယုံကြည်နေခဲ့မိတာ စကြင်သားကြောက်ရွံ့တရလို့ဖြူဖြောအေးခဲသွားတဲ့ငါကောနင်လုံးဝတတိမထားမိခဲ့ပါဘူးနင်နဲ့မမရဲ့အနာဂတ်အစစ်စစ်နေကြောင်းငါကောဒုဒုပြောပြနေခဲ့တယ် ငါစီကဘာစကားမှပြန်မလာတာကိုဒိဋ္ဌမိသွားတော့မှနင်ကငါဆဲဆိုးသွားတာလို့ထင်ပြီးပြပြတလဲလဲချော့တယ်။ Sorry ပါတင်ခင်ရာနင်ကိုအိမ်ဆုံးပြောပြမယ်ဆိုတာငါသိပါတယ်။ငါတိုးလဲစူးစမ်းခဲ့ပြီမဲ့မပြောနိုင်ခဲ့ဘူး။မကနင်ကိုလှုပ်ဝှက်ထားစေခြင်းလို့ပါ။အခုက အမိုးတို့လည်းပြူသွားပြီးကြပြီ။နောက်တော့ဗန်ငါတို့လာတောင်းကြတော့မှာငါအချက်ဆုံးတငယ်ချင်းနေနဲ့အမျိုးတော်ရတော့မှာပျော်စရာကြီး နေငါကိုအကိုလို့ခေါ်မှာကွာနင်းပျော်ရှင်မဟာငါပျော်ရှင်မပဲလို့အမေတန်းအတွက်ငါလက်ခံထားခဲ့ပေမဲ့ငါဒီစကားတော့မပြောဘူးစာနေလင်းသိရဲ့လားနင်းစီကနေချစ်တယ်ဆိုတဲ့စကားကိုငါနဲ့ကြောကြအောင်အမက်မက်ခဲ့ရတဲ့ငါအတွက် sorry ဆိုတဲ့စကားတခုကနှစ်သိမ့်ဖို့လုံလောက်သွားခဲ့ပါပြီလားအချစ်ဆုံးတငယ်ချင်းဆိုရဲပတ်တံမူဟာငါ့ကိုချွေးသိမ့်ဖို့လုံလောက်နေခဲ့ပြီလို့နင်းထင်တာလား ကိုပြန်မယ်ဆိုတဲ့စကားတခွန်းကို အနိုင်နိုင်အားထုတ်ပြောပြီးစပိုင်းကိုလက်လက်ထဲကနေဆွဲယူလိုက်တာဟာတခုခုကို အားစိုက်ထုတ်လိုက်ရင်များဂျင်ဘတ်ထဲကစူစူဝဝနဲ့ထိုးအောင်နေတဲ့အနာတွေတက်တာလိမ့်မလားဆိုပြီးတော့ပေါ့နင်းကတော့ငါစိတ်ကောက်သွားတာပဲလို့တွေးပြီးငါပြန်ပြီးရင်မောလာဖို့ရွရွစနောက်ချောမော်နေခဲ့တယ်ငါလည်းအရာအလုံးကို ထုံထမ်းနေတဲ့အထိအသည့်တွေနဲ့ငါကုံငါ လဲမဲ့ကြတော့အောင် အတင်းကာရောကြားကန်နေခဲ့ရတာငါထဲနှစ်ဆလောက်လေးတဲ့နင်းကိုကိုစပင်းကယ်ရီယာပေါ်မနိုင်ရှင်ကအားဆိုင်တင်နေပြီးအတော်မတက်ကြလာတဲ့မျက်ရည်တွေကိုတဲတဲမမေးရွာနေတဲ့မိုးဆက်တွေနဲ့နင်းမမြင်နိုင်အောင်ဖုံးကွယ်ထားခဲ့တယ်။ဟုတ်တယ်နင်းမမြင်မှုငါမျက်ရည်တွေကိုရောမိုးရည်တွေထဲမှာဂုံးကြော်တရအောင်ဟိုးဝေကြီးကနေလာနေတဲ့စီတဲကားကြီးကိုလည်းနင်းမမြင်မှုငါပဲမြင်နေခဲ့တဲ့စာနေအဲ့ဒီကားကြီးစီကို တိုးဝင်သွားဖို့ငါအခုကန်ထားတဲ့ဆပင်းလက်ကန်ကဘရိတ်ကိုလက်လွတ်ချလိုက်ဖို့ပဲလိုတာမဟုတ်လားငါတို့ငငယ်ကငါဟာမမရဲ့ဘောဝရုပ်ကလေးကိုယူပြီးကစားခဲ့ဖို့တယ်မမမြင်သွားတော့ငါစီကဆွဲလို့ရင်ငါကိုတွန်းလဲတယ်ငါလဲကြတော့အရှင်လွန်မီအဲ့ဒီရုပ်ကလေးရဲ့ခြေထောက်နေရာကနေပြုတ်ထွက်သွားခဲ့တယ်မမကလဲကြနေတဲ့ငါကိုလည်းမထုခဲ့ဘူးခြေထောက်ပြုတ်သွားတဲ့အယောက်ကလေးကို ငါးစီကိုပြစ်ပေးပြီးငါအနာကနေထွက်ပြေးသွားခဲ့တယ်။ဟုတ်တယ်စာနေတဲ့အတ္တကြီးတဲ့မမဟာနင်သာဒေါခိတာဖြစ်သွားခဲ့မယ်ဆိုရင်နင့်ကို သူငါးစီကလို့ယူချင်တော့မှ မဟုတ်တော့ဘူး။ငါးစီကလို့ယူချင်တော့မှ မဟုတ်တော့ဘူးနော်။အယောက်ကလေးလိုကျိုးပဲ့သွားခဲ့ရင်မမကနင့်ကိုငါးစီကိုပျော်ပျော်ကြီးပြစ်ပေးသွားလိမ့်မယ်ထင်တယ်နော်။ငါးစိတ်တီအမောင်ဖုံးနေခဲ့တဲ့စာနေနင့်ကိုငါကပဲ ပိုင်ဆိုင်ခြင်းနဲ့စိတ်တွေနဲ့ငါငါစပိုင်းလက်ကံကိုလွတ်လိုက်တော်မယ်စာနေငါအတွေ့တွေကမြင်ကွင်းထဲမှာတော့မင်းရဲ့ငါရဲ့ငါတို့စပိန်ကလေးရဲ့ကကာကြီးရဲ့အောင်မှာပုံပြပန်းပြကျိုးပဲ့ကြေမွားလို့တဆဲအချေးဆိုတဲ့အရာဟာတိတ်ကိုနိကက်ခဲတိုင်းလိုချင်နေခဲ့တိုင်းလဲငါတို့အပိုင်ဆိုင်ရနိုင်မှုဆိုတာကိုငါလက်ခံနိုင်ဖို့အချင်းဒီဟာ အခုထိကိုကြာခဲ့ပါတယ်စာနေဟုတ်ကဲ့ပါပြည်သက်များခင်ဗျာအလတ်ဆိုတဲ့ဝတ္ထုလေးကတော့ဒီနေရာမှာပဲအဆုံးသတ်သွားခဲ့ပါပြီပြည်သက်တို့လည်းဒီဝတ္ထုလေးကိုနားထောင်ပြီးတော့ခံစားမှုတစုံတရာရသွားလိမ့်မယ်လို့ထင်မိပါတယ်ခင်ဗျာအလတ်တည်းရဲ့ခံစားချက်ကတကယ်ကိုစိုးရွားလွန်ပါရဲ့နော် တို့ကဒီဝတ္ထုတွေကပြောသလိုပဲဒါကငါသားကြီးသမီးကြီးกว่าဆိုပြီးအလေးပေးမခံရအငယ်လိုလဲဒါကငါသမီးငါသားငယ်လေးဆိုပြီးယူဆက်မခံရနဲ့တကယ်ကိုစိုးရတဲ့ပုံမျိုးပါကျွန်တော်လဲအလက်တရခံစားချက်ကိုကိုချင်းစာမိပါတယ်ပိတ်သက်တို့ကဘလုံးမြတ်တာမျိုးကြားသွားလဲဒါလေးကိုအောက်က comment section မှာရေးသားပေးခဲ့နိုင်ပါတယ်ခင်ဗျာအစကနေအဆုံးထိ live ပါနာဆင်ပေးခဲ့ကြတယ်ပိတ်သက်တို့တယောက်ချင်းစီကိုအထူးပင်ကျေးဇူးတင်ရှိပါတယ်ခင်ဗျာ ပိတ်သက်များအလုံးမဲ့ချစ်ချင်းမြတ်တာတွေပြေးပါရယ်ဘဝလေးတွေကိုပိုင်ဆိုင်ရရှိနိုင်ကြပါစေခင်ဗျာ